နည်းကတော့လုံးဝထင်မှမထားတဲ့ PSN ကြီးမြန်မာနိုင်ငံမှာဖြစ်သွားခဲ့တာကြောင့်မနိုင်ကန်လုံးဝလေးအောင်းအောနေကြပါပြီ။မန္တလေးမှာရှိတဲ့တကူကြီးမှာမြတ်မှုနေဖျားကြီးသူဟာသူ့ဌာပနာတွေထွက်ချလာတာဖြစ်တဲ့တော့မနိုင်ကန်လုံးဝထိတ်လန့်နေကြပါ။ဘာနမိတ်လဲဆိုပြီးတော့တော့အောင်းအောနေကြရပါ။မနည်းကကျွန်တော်ကြားရတာစစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေတဲ့ပွဲစားဖြစ်တဲ့နိုင်ထွန်းအောင်ကပေါ့နော်ကျွန်တော်တို့မှာမြတ်မှုနေဖျားကြီးကိုရွှေသုံးပိတ်တာနဲ့ ချက်သိမ်းပေါင်း2ပေါင်း6000ဟောဒူတမှုပြုလုပ်ခဲ့ကြောင်းကြားသိရပါတယ်ဒီလိုပဲစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေဟာအများရန်ပဲနော်စစ်ကောင်ဆောင်တွေအများရန်ပဲအလူဒါနာတွေဘာသာရေးဘန်းပြပြီးတော့လုပ်လို့ရှိတယ်မကြပါဘူးမနေ့ကမဟာမြတ်မွနီဖျားကြီးကနော်ကျွန်တော်နမိတ်တွေပြလာပြီးတော့တို့ရဲ့အလူဒါမှုကိုလက်မခံဘူးဆိုတဲ့အချက်တွေပြလာဖြစ်ကြောင်းဒေသခံတွေကတော့ပြောဆိုနေကြပြီလေဖြစ်ပါတယ်မေအောင်လိုက်တို့ဟာလူရီပေါင်းများစွာနော်ထောင်ကြီးတက်တယ်ဒါမဲ့ရီဒီယာပြန်ချီတယ် ဒါကြောင့်မလို့ပါမဖြစ်နိုင်တာလားတော့မသိဘူးเนาะကျွန်တော်တို့သူကလူတက်တာတဲ့ကုသိုလ်လုပ်တာများလို့လားเนาะကျွန်တော်မသိတော့ဘူးဘာကြုတ်ဆရာတော်ဖျားကြီးဟောတယ်လို့စစ်သားတယောက်ကားတယ်လူပဲနှထောင်ပဲတက်တက်ပေါ့เนาะကျွန်တော်တို့သူဟာဒီခါနီးမှာတော်တာမှန်ဖြစ်သွားပြီဆိုရင်เนาะငရေမချတော့ဘူးအဲ့လိုပြောပါတယ်အချို့သောလူတွေဘလောက်ပဲတက်တက်လုံးကုသိုလ်လုပ်လို့ပေါ့เนาะကျွန်တော်တို့နောက်ဆုံးမှာဒါငရေရောက်သားတွေသူလည်းရှိတယ်တော်တော်လေးထူးဆန်းပါတယ်เนาะကျွန်တော်ဘုရားဘာသာကဆိုတော့ အခုကလူဘလောက်ပဲတတကုသူပြန်လှုပ်လို့ရှိရင်ပြန်ကြည့်တယ်ဆိုတော့ကျွန်တော်လူသားတွေအတွက်မတရားဘူးများဖြစ်နေသလားနော်ကျွန်တော်မသိတော့ဆိုတော့ဒီကလေးဝန်နေရပါတယ်နော်